တမိငယ်လေးတယောက်စိတ်ပြတ်အားငယ်နေပုံရတယ်သူ့ရဲ့ဒဏ်ရာရီထဲမှာမျက်ရည်တွေနဲ့စားတဲ့ကြောင်ရေးချလိုက်တာကမိမိရဲ့တမိကိုမမွေးခဲ့ရင်ပိုကောင်းမှာပဲတဲ့ဒါပေမဲ့နောက်နေ့မှာတန်ဝတ်စရာတစ်ခုဖြစ်လာတယ်အဲ့ဒီစာအောက်မှာမင်းရောင်ဖြော့ဖြော့နဲ့စားတဲ့ကြောင်ထပ်ပေါ်လာတာကိုတွေ့လိုက်ရတယ်ရှင်ဘယ်သူလဲဘာလို့ငါတမိရဲ့ဒဏ်ရာရီထဲမှာရေးနေရတာလဲတော့ အမေကပြန်ဖြေနေတာပါလားခုနှစ်နှစ်လုံးလုံးမလုံးမရှက်အဲ့ရပေါ်မှာလဲလျောင်းနေတဲ့အမေကဘလို့လုတ်ပြီးသူ့အခန်းထဲအပြေးပြန်သွားကြည့်တော့လေအမေကသတိမေ့မျောနေလုံးပဲအဲ့ဒီတော့မှသူ့သဘောပေါက်သွားတယ်ဒီတိုင်ယာရီကလွန်ခဲ့တဲ့ခုနှစ်နှစ်ကအမေနဲ့ဆက်သွယ်ပေးနေတဲ့တရားဖြစ်နေပြီပေါ့အချိန်မစွဲတော့ဘူးလက်ထဲကခဲတံကမြန်ဆန်စွာရေးသားလိုက်တယ်မေမေကျေးဇူးပြုပြီးအဖေနဲ့ဘယ်တော့မှလက်မထပ်ပါနဲ့အဲ့ဒီဘက်ချမ်းကအမေကစိုးရင်ကြည်ပြန်မေးလာတယ်ဘာတွေဖြစ်လာမှမို့လို့လဲတမီးရဲ့ပြောပြပါဦးတမီးငယ်လေးက အနာဂတ်ရဲ့အမှန်တရားတွေကိုဖွင့်ချလိုက်ရတော့တာပေါ့အဖေကမကောင်းတဲ့သူမိမေချစ်ကိုတစ္ဆာဖောက်လိုက်မယ်အဖေကဒေါသတကြီးတွန်းချလိုက်လို့အမေတတိမေသွားရပုံပြီးတော့သူ့ကိုလည်းအဖေကအမြဲတမ်းရိုက်မြှောက်ခမ်းတဲ့ပိတ်လောင်ခဲ့ပုံတွေကိုရေးပြလိုက်တယ်ဒီလောက်ကြားရပေမဲ့လည်းအမေကမယုံနိုင်သေးဘူးအခုငါယောက်ျားကငါ့ကိုဒီလောက်ခရုဆိုင်နေတာသူဘလို့လှုပ်တစ္ဆာဖောက်နိုင်မှာလဲဆိုပြီးကိုယောက်ျားရဲ့ရုံးကန်းကိုတိတ်တဆိတ်သွားစုံစမ်းကြည့်တယ်အတွင်းရင်မှုကအလုပ်ပုံမှန်ပဲလုပ်နေတာတွေ့တော့ ကိုပဲအလွန်တွေးမိတာပါလို့ထင်ပြီးလှည့်ထွက်မဲ့ကြံတုံးယောက်ျားကအတွင်းရင်မှုကိုလုတ်တရက်ဆွဲဖက်လိုက်ပါလေရောအဲ့ဒီအခါမှာတော့သူ့ရင်ကွဲစင်မဲ့စကားတွေကိုကြားလိုက်ရတဲ့ယောက်ျားဖြစ်သူကသူ့ကိုဘယ်တော့မှမချစ်ခဲ့ဘူးရဲ့အပြင်ယာတုတို့ဘို့အတွက်သူ့ကုမ္ပဏီကိုအတုံးချဖို့ပဲလက်ထပ်ခဲ့တာလေအမှန်တရားကိုတိလိုက်ရတော့သူမရင်ကွဲသွားပေမဲ့ချက်ချင်းပဲလက်စားချေဖို့တိတ်တဆိတ်ဆုံးဖြတ်လိုက်တဲ့ယောက်ျားဖြစ်သူအိမ်ပြန်ရောက်လာတော့သူမကကိုယ်တိုင်ဟာနာမည်ကြီးစာရေးဆရာမတအူးဖြစ်ကြောင်းပြောလိုက်တယ်ဗျ ပြီးတော့လက်ထပ်ဖို့အတွက်ကားအိမ်မလိုပေမဲ့ဒေါ်လာ238,000ကိုအိမ်နောက်ပြီးဘောကဖြစ်တောင်းဆိုလိုက်တဲ့မင်္ဂလာပွဲကိုလည်းခန္ဓာကြီးကျေစွာလုပ်ရမယ်တဲ့စုစုပေါင်း3သိန်းပဲရှိတဲ့ယောက်ျားဖြစ်သူကချက်ချင်းမျက်ဖြူလန်သွားတဲ့သူထပ်မပြောခင်မှာပဲမိမကထပ်ဖြစ်လိုက်တဲ့အထက်ထဲရှိရင်မင်္ဂလာပွဲကိုနောက်ဆုတ်လိုက်ပြီးလူတွေရဲ့ကြရဲ့ညီမလုပ်လေရပါတယ်တဲ့အဲ့ဒီစကားကယောက်ျားကိုနေရာတင်အိတ်ခဲသွားစေတယ်သူအတင်းကျက်လက်ထပ်နိုင်ဖို့ကိုဝင်ရအောင်လှုပ်ထားတာကိုနောက်ဆုတ် လိုက်လို့နောက်တရသွားရင်ဒုက္ခအဲ့ဒါကြောင့်သူချက်ချင်းပဲမင်္ဂလာပွဲအတွက်ပြင်ဆင်မယ်လို့ကတိပေးလိုက်ရတယ်နောက်တနေ့မှာတောင်းဆိုတဲ့ငွေ2800ကိုတွဲပေးလိုက်ရတာပေါ့မိမကသူ့ကိုချစ်တဲ့အကြီးနဲ့ပြန်ကြည့်လိုက်ပေမဲ့သူ့ရင်ထဲမှာတော့နိုင်ယူလိုက်ပြီးလို့ကြိတ်အောင်ပွဲခံနေခဲ့တယ်ယောက်ျားကတော့လက်ထပ်ပြီးရင်ဒီစီစိန်တွေအကုန်ငှားပိုင်ပဲလို့တွက်နေခဲ့ရှာတယ်နောက်တနေ့မှာမိမကယောက်ျားရဲ့ရန်သူကုမ္ပဏီ CEO နဲ့တွေ့ပြီးနောက်12ဆမိုဘိုင်းခွင့်ကိုကတိပေးလိုက် ဒဲသူမရဲ့လိုအပ်ချက်တွေပြီမှဆိုတဲ့တတ်မှတ်ချက်နဲ့ပေါ့ဒါအပြင်ယောက်ျားရဲ့ယုံကန်းကလှုပ်ဝက်ဗီဒီယိုတွေကိုလည်းရယူလိုက်တဲ့ယောက်ျားကတော့မင်္ဂလာပွဲအတွက်တငယ်ချင်းစီကနေနှစ်တန်းအထိချင်းကားနေတော့မဲ့နောက်တနေ့မင်္ဂလာပွဲနေ့မှာယောက်ျားကဖော့ရှီအတစ်ဆက်ဆက်ကားကိုမောင်းလာပြီးသူမကိုလာချိုတယ်ဒါပေမဲ့သူမကဒဏ်ရာရီထဲမှာတမီလေးဒီနေ့မေမေတမီနဲ့အတူဘဝတစ္ဆက်တင်တော့မဲ့လို့ရေးလိုက်ပြီးခီးဆောင်အိတ်ကိုဆွဲကယောက်ျားကိုကြောတက်ပြီးထွက်သွားပါလေရောယောက်ျားကမင်္ဂလာခန်းမကိုရောက်တော့ ထမ်းမကဗလာချင်းနေပြီးမင်္ဂလာဝတ်ဆုံကိုအမိုက်ပုံနဲ့ပြစ်ထားတာတွေ့လိုက်ရတယ်။အဲ့ဒီအချိန်မှာသူ့တငယ်ချင်းကရောက်လာပြီးတရင်ထောက်တွေအောက်မှာရောက်နေပြီဆိုတဲ့သတင်းပေးတယ်။သူဆင်းသွားပြီးမောင်းထုတ်ဖို့စူးစမ်းတော့ကြီးမားတဲ့ဖန်သားပြင်ပေါ်မှာသူ့နဲ့အတွင်းရင်းမှုရဲ့လိမ့်မိုင်းဆိုင်ရာဗီဒီယိုပေါ်လာပါလေရော။သတင်းထောက်တွေကလည်းရိုက်ကူးနေကြတာပေါ့။ဒေါသတကြီးနဲ့အားလုံးကိုမောင်းထုတ်ပြီးတဲ့နောက်မှာ CEO ကရောက်လာပြီးသူ့ကိုစစ်သတင်းထောက်ဖြစ်နိုင်ငံခြားသွားဖို့အမိန့်ပေးလိုက်တဲ့ယောက်ျားဟာ နေရာမာရင် ခဲသွားတယ်အဲ့ဒီခါမှသူမရဲ့အစီအစဉ်တိုင်းအစကတည်းကအရာရာဟာဖြစ်ပြနေတာပါလားဆိုတာနားလည်သွားတော့တယ်တမီးရဲ့ကံကြမ္မာကိုပြောင်းလဲပေးလိုက်ပြီလို့ထင်နေတော့မှပဲမိခင်ကဒိုင်ယာကြီးတဲကနေတမီးစီမအကူကြီးတောင်းခံတန်ကိုလုတ်တရက်ကြားလိုက်ရတယ်မေမေကဲပါဦး